မင်္ဂလာပါဟိုအများတိုင်းတော့ဘာသာရေးအကြောင်းတော့မပြောရှိမှာပါခင်ဗျာနောက်တကယ်တမ်းကျတော့ဒီနေ့ယူနုဆိုတဲ့အောက်တန်းစာဘင်္ဂလီကလာတယောက်ပါဒီအတင်းကိုရောက်နေတာပေါ့ရောရောက်နေလဲဆိုတော့အာမလေးရှားနိုင်ငံပေါ့သူ့လိုက်ထဲမှာ စကိုင်းမီဆိုတဲ့အကောက်ပန်းရှင်ကတဲ့ဗုဒ္ဓဘာသာကိုအုံဒီကိုကိုရဲဘာသာဘာညာဆိုပြီးပြောတယ်ပေါ့ဗျာ ဒါပေမဲ့အဲ့ဒီစကိုင်းမီလို့တို့မင်းတို့မွတ်စလင်ပလီစရာတွေအစပေါ့နော်ပလီစရာတွေအစဒါနဲ့ခမားတို့ရဲ့ကော်ရန်ကျမ်းစာကိုဒီများရဲ့စာအုပ်ကဖိုးချထားတယ်ဆိုတာကိုမင်းတို့တွေကတိကျမလိလာဘူးမရှိတဲ့ဖရားကိုလည်းကျွန်တော်တို့အလာနဲ့ရှင်မလို့ရမလားပေါ့ကျွန်တော်တို့အလာနဲ့ကျွန်တော်တို့မိုဟမက်ကနောက်ဆုံးဘာညာဆိုပြီးပြောကြတာပေါ့ဗျာဒါအဲ့တော့အဲ့ဒီစကိုင်းမီဆိုတဲ့ရှင်တို့လိုက်မှာပြောရတဲ့ဘဲကြီးကိုကျွန်တော်မေးကျင်တာ ုတ်ပြီခမားတို့ဥချရဲ့ဘေဘက်ကိုဥချတာလေခမားတို့ဥချောက်တာဥချတာပါဘူးဥချတာလေတရက်ငါးကြိမ်ခမားတို့ဖွပြုတ်တယ်နော်ခမားတို့ဖျားရှိကူးတယ်ဗောဗျာခမားတို့မုစလင်ဘာသာရအဲ့တော့ခမားတို့ဘေဘက်ကိုဥချတာလေအဲ့ဥချတဲ့နေရာပါလေမကာကာဘာကြီးဥချတာမဟုတ်လားအော်မက္ကာကာဘာကြီးကိုဥချတော့ခမားတို့ကလည်းပဲအဲ့မက္ကာဆိုတဲ့ဒီကာဘာကြီးက တရှိတစ်ခါတော့ဘာလဲဆိုတော့ခမရုံမွတ်စလင်ဒီကိုယ်တိုင်ကသိတယ်ပလီစီယာတွေတကယ်ခမရုံမွတ်စလင်ပညာရှင်ကြီးတွေအလုံးသိတယ်အဲ့တော့ခမရုံဥချတဲ့နေရာကဘာလဲအော်ခမရုံကအလာဆိုတဲ့စကလုံးသုံးတယ်ပေါ့ဖရားပေါ့ဗျာအလာဆိုတာတော့ဖရားပေါ့ဒါဂျူးဘာသာဒီဟိဘရူဘာသာစကားအရဆိုအီလာဆိုပြီးသုံးတယ်အဲ့တော့ဟိဘရူလူမျိုးတွေအာဒီဂျူးလူမျိုးတွေကရှယ်လမ်ဆိုပြီးသုံးတယ်ခမရတို့ကဆလမ်သုံးတယ် ဟီဘရူဘာသာစကားကျမ်းစာတွေအရဆိုရင်အီလာလက်တုံနဲ့ခမည်းတော်ကအလာဆိုပြီးတုံနေအဲ့တော့ခမည်းတော်တမန်တော်မိုဟာမက်ကဒီ Jesus Christ ရဲ့เนาะ Jesus Christ ရဲ့ဒီပေါ်ပေါက်လာပြီးနှစ်ပေါင်း900ကျော်600နီးပါးမှမိုဟာမက်ကပေါ်လာတာပြီးတော့ခမည်းတော်ရဲ့ဒီကိုရန်ကျမ်းစာအုံမှာမိုဟာမက်ကိုပဲအဓိကထားပြီးပြောပြီးတော့ဟိုတမန်တော်က အာတသိန်းနဲ့၄တောင်းဆိုပြီးမှခင်ဗျားတို့စမ်းစာမှာဒီလိုချထားတယ်ပေါ့အဲ့တော့တမန်တသိန်းနဲ့၄တောင်းဆိုတဲ့ဒီတမန်တော်တွေကဘာတူလဲနာမည်လေးချက်ချပြပါဆိုခင်ဗျားတို့မှာမရှိဘူးမဟုတ်လားဟမ်အဲ့တော့ဒါကျွန်တော်ဘာသာရေးတိုက်ခိုက်တာမဟုတ်တာမေကုနဲ့ပြန်သွားကြတာဘာဖြစ်သူဒီ లై ဘ်မှာဒီ Yunus లై ဘ်မှာဒီပြာကျွန်တော်တို့ဗုဒ္ဓဘာသာတွေက အုံနေကူးကွယ်တယ်လို့သူပြောတယ်အဲ့တော့ကာဘာကဘာနဲ့တိဆောက်ထားတာပါလဲ အဲ့တော့ခမားတို့ဒီနေ့ပလီထဲမှာဥချတဲ့နေရာကဘာနေရာလဲဘာဒီနဲ့ကာထားတာလဲလောက်ပါအောင်ခမားတို့အလာကိုဥချတယ်ဟုတ်ပြီအလာကိုဥချတဲ့အချိန်မှာခမားတို့ဝုပြုတဲ့အချိန်မှာဘေးဘက်ကိုဥတည်ပြီးဥချတာလေမကာဘက်ကိုဥချတာဟုတ်တယ်မဟုတ်လားအဲ့တော့မကာဘက်မှာဥချတယ်ဗျာခမားမကာဘက်ကိုဥချတယ်နော်မကာမှာရှိတဲ့ဒီကာဘာကိုခမားတို့ဥချတယ်အဲ့တော့ကာဘာကဘာနဲ့လှုပ်ထားတာလဲအဲ့ကာဘာကိုစောက်ခဲ့တဲ့လူကဘသူလဲ မဟုတ်ကျွန်တော်တို့ကမင်းကိုမင်းရတော့မှာဖြစ်နေပြီဗျာသိနေမဟုတ်လားဆိုတော့အလားဆိုတာဒီကနေဘယ်လိုပေါ်ပေါက်လာတာလဲဘယ်လိုဖုံးတကူရှင်ကြီးလဲอืมနော်မိုးအမက်ကစာမတက်ဘူးအဲ့တော့ကိုရံကျန်းစာကိုရေးခဲ့တာဘဒုလီလေဟိုအလားအရင်ချစ်ပါတယ်ဆိုပြီးခမားတို့ကဘာပြောမိုးအမက်ကိုခမားတို့ကအများတိုင်းဒီကိုရံကျန်းစာမှာဒီအာမိုးအမက်နာမည်ကိုအများတိုင်းသုံးတယ်ဗျာနော် အီလာဆိုတဲ့စကားကိုခမရုံးမွတ်စလင်မှာလည်းပဲအီလာကိုသုံးကြတယ်နော်အဲ့အဲ့ဒီမွတ်စလင်မှာသုံးတာတွေရှိတယ်အဲ့တော့ခမရုံးပြောနေတယ်အဲ့စကိုင်းမီကိုကျွန်တော်မေးခုပြန်မေးချင်တာခမရုံးယုံကြည်မှုကျွန်တော်စော်ကားခြင်းမဟုတ်ဘူးခမရပြောလိုက်တဲ့စကားအရပေးမှလဲခမရုံးရှိခုပြီးဒီနေ့၅ချိန်ပေါ့တရုတ်၅ချိန်ဘူးပြူတယ်ဖះရှိခုတယ်ပလီမာဆိုလဲဘာမှမရှိဘူးပလီမာလဲအုံနေအဲ့ဒီမှာခမရုံး ဒီဟိုဟိုဟိုတင့်နေပဲဖြစ်ဖြစ်အာထမဟုတ်ဒီတမန်တလေးနဲ့အုတ်ခဲနဲ့ဟိုပဲခမားတို့ဒီနေရာလောက်ပြီးမှဒါအဲ့ဒီဟာဝဲဥချနေတာမဟုတ်ဒါပေမဲ့အဲ့ဒီမှာဘာမှတော့မရှိဘူးဒါပေမဲ့ခမားတို့ဥချတာဒီမကမှာရှိတဲ့ဒီဟိုဘာလဲဟိုဒီမော့ကာဘာကြီးကိုကတော့နေတာဖြစ်နေတယ်ဥချနေတာဖြစ်တယ်အဲ့တော့အလားဘာတူလဲ အလာရဲ့ပုံမရှိဘူးအပုံသဏ္ဍာန်လည်းမရှိဘူးအလာနဲ့နားရှင်အောင်ပြခမပြောသွားတယ်စကိုင်းမီကပြောသွားတယ်ကျွန်တော်တို့မှာအလာပုံလည်းမရှိဘူးခင်ဗျခမတော့အဲ့ဆိုခမတော့ဘလို့တက်တီထောက်တာပြမှာလဲအကျွန်တော်ရွရွလေးမေးတာပါခမပြောကျွန်တော်တို့ရဲ့ဒီဟိုဟိုတသနာပြုခေါင်းဆောင်တွေဘာညာစတဲ့ဖြစ်ပြောနေတဲ့ပုံကိုကြောက်ရမယ်ဘာရမယ်ဆိုတာတဲ့ခမတို့ကဘာသာတရားကူတယ်ကအကြောက်တရားနေနဲ့နောက် အကျမ်းဖက်တဲ့လောက်ရတဲ့ခုကိုခမားတိဆောက်ထားတာဖြစ်တယ်အဲ့တော့ကုရ်အန်ကိုတေချာဖတ်လိုက်ရင်မိုဟာမက်ကတကယ်ကိုမြတ်တာဂရုဏရှင်လို့ပြောတယ်ပြီးတော့ခမားတို့ကိုယ်တိုင်ကကျူးလူမျိုးကိုမုံတိရမပြောတယ်အဲ့တော့ခမားတို့ကုရ်အန်ကျမ်းစာမှာဟို59ကျင်းတိတိကျူးလူမျိုးတွေကိုဖယားသခင်ကအလာကတလို့အခွင့်အရေးတွေပေးထားပါတယ်ဗန်နီအစ္စရာအီဆိုပြီးတော့မှအဲ့လိုမျိုးပြောထားတယ်နော် အဲ့ဒီမှာပြောထားတယ်အဲ့တော့ကျွန်တော်ပြောချင်တာကခင်ဗျားတို့ဂျူးကိုလည်းမုန်းတယ်ဂျူးကိုမုန်းတယ်ဂျူးဘာနာကိုဂျူးလူမျိုးကိုမုန်းတယ်အဲပြီးတော့ဂျူးကိုရမန်နဲ့ဂျူးတွေလောက်ထားတယ်ပြီးတော့အဗရာဟင်ဆိုတာကလည်းပဲဟိုဂျူးလူမျိုးဖြစ်တယ်မွတ်စလင်မဟုတ်ပါဘူးသခင်ယေရှုကသခင်ယေရှုလည်းသူကဂျူးလူမျိုးဖြစ်တယ်အဲ့တော့ခင်ဗျားတို့ဘာတွေကိုမကြင်မနက်တွေဖြစ်နေတာလဲ ခမရတို့ပြန်ကြည့်ပါခမရတို့ဟိုကုရန်ကျမ်းစာဝင်နဲ့တမန်ကျမ်းစာဝင်နဲ့ဘာကွာလဲဆိုတော့ဘာမှမကွာပါဘူးနော်အဲ့တော့ခမရတို့ယုံကြည်မှုကိုကျွန်တော်ကဟိုဒင်းလုံနေတာမဟုတ်ဘူးအဲ့တော့စကိုင်းမီပြောသွားတဲ့စကားခမရတို့အလာဆိုတာဘယ်လိုပုံစံရှိလဲအလာကိုတွေးပြီးဆိုရင်ပလင်ကိုတွေးရင်တော့မှလူကဟိုမီးလောင်သွားတယ်ကဘာမြင်ကြီးကပြာကျသွားမယ်ဆိုတော့ဒီဖန်ဆင်းရှင်ကတို့တိတ်အနေရရှိတာဟုတ်တယ်မဟုတ်လားတိတ်အနေရရှိတယ်အဲ့တော့နောက်တစ်ခုကဘာလဲဆိုရင် ပြောပြအောင်မသိနောက်တစ်ခုကဘာလဲဆိုရင်ခမရတော့ဗုဒ္ဓဘာသာကမြင်းနီအိုပါအုတ်နီကိုကတော့ပါတယ်လို့ပြောတယ်ခမရတော့ကတော့တာဒီမကာရဲ့ဒီဟိုဒီဟို black cover ဆိုတော့နော်ဒီ cover ပေါ့ဒီ black ဒီမကာမှာရှိတဲ့ cover ကြီးကတစ်ချိန်လုံးကမဟမက်မပေါ်တော့ကအဲ့ဒီနေရာဘာနေရာလဲဆိုတော့ sky me ဆိုတဲ့ညကိုပြန်လည်လာစေခြင်းတယ်သိပြီလားနော်အဲ့ဒီတဘောပေါက်ကြီးတော်ပြပါပြီကြာနော် ဘာသာရေးတိုက်ခိုက်တာမဟုတ်ဘူးခမားတို့ကကျွန်တော်တို့ပြောလို့ကျွန်တော်ကပြန်ခမားတို့ကိုအတိအကျကျွန်တော်ပြန်ချပြတာအဲမကျင်နာဘုံမောင်စိုးကိုတတ်မယ်ဆိုရင်တတ်လို့ရတယ်အရေးယူရင်လည်းယူလို့ရတယ်ခမားတို့ကတတ်နေကြတဲ့ဝါဒလေခမားတို့ကလူတတ်တဲ့ဝါဒကိုရအခန်းဟိုဒီမှာကိုရန်ကျမ်းစာမှာဆိုတော့အခန်းကြီးကိုအခန်းငယ်29မှာပြောထားတဲ့အတိုင်းပေါ့ဒါကျွန်တော်တို့မှာတသက်ထောက်တာတွေအများကြီးရှိတယ်အဲ့တော့မြန်မာပြည်သားတွေအလုံးသတိထားကြပါလို့နော်